မရှိလူကမလူနိုင်ဒါပေမဲ့ကိုယ်ရင်ထဲမှာကျတော့ကိုသားသမီးလေးတယောက်လူနေသလိုကိုမိဘဆွေမျိုးတိုင်ဝမ်လူနေသလိုပေါ့ကိုကရင်ထဲမှာအပျော်တချင်းဆိုအပျော်မှုလေးထည့်လိုက်မယ်ကိုပျော်မှတချင်းလေးကလည်းအသက်ဝင်တာလေအဲ့ဟိုအသက်ကလေးကိုတကယ်လူချင်းလူမတကယ်ပျော်နေတာမရှင်လောင်းလေးတွေတကယ်ပျော်နေတာကိုကိုတိုင်းလည်းအလူမနေရာမျိုးနေပြီးတော့လည်းခံစားပြီးဆိုလိုက်တယ်အဲ့လိုဆိုတာတမီးအဲ့လိုမှတချင်းကကောင်းတာပေါ့ သရရင်းစီသာယနာသွင်းမိဤကောင်းမှုကုလအဖဝါငါသည်ရာရာစီဘုတီအမြဝီပါပြီသာဒုခောညဉ့်ညဉ့်စီ ဲ့ချိန်မှာမင်းနီလာရဲ့ကံကအဆိုးရဖြစ်ရမဲ့ကံပါလာတော့ဆိုင်းနေကိုစရောက်ပါတော့နော်ဆိုင်းနေမရောက်ခင်မှာကိုဒီပြညာနဲ့ပတ်သက်တဲ့ဟာကိုမင်းနီလာနဲ့အတန်နဲ့အကိုက်ညီတဲ့တချင်းလေးတွေကိုစိုးခိုင်းတော့ဗောဆီယာအော်ဒီဆိုတော့ပြီးဆွဲတယ်ဒီလောက်ကိုတော့ငါတင်ရမယ်ဆိုပြီးတော့စမီးအောင်ယောက်ထဲတာပေါ့နော်သမီးလေးအဲ့အဲ့လိုကဖြစ်ချင်တော့မင်းသမီးသမီးရုပ်ဆိုးလို့ဆိုတော့ဖြစ်သွားတာရုပ်ကအဲ့လိုအဲ့လိုအသားရည်နဲ့လိုက်ပြီးတော့ရုပ်ကဆိုးတယ်လေတာချင်တာတအားတာချင်တာ မင်္ဂလာပါသမီးလေးကျမနာမည်ကနီလာလွန်လို့ခေါ်ပါတယ်ရှင့်စိုင်းတိတ်ခွေတွေအများကြီးဆိုခဲ့တဲ့နီလာလွန်မှာတခြား DY ဘာညာမဆိုခဲ့ပါဘူးညီမစိုင်းဒူဒီကတမျိုးကိုပဲကျမဒီဆိုခဲ့ပါတယ်ပြောတာပေါ့အသက်ကြီးမှအသက်ကြီးမှလူပေါ်တည်တယ်ဖြစ်တာပေါ့ဒါမဲ့ကိုငငယ်တဲ့အောင်မြင်ခဲ့တာပေါ့ကိုလိုယောဂန်လုံးပြောရရင်မီနီလာတို့ကြတော့တောမှာတော့နာမည်ကြီးတာပေါ့မြို့မှာじゃအတီနီလာတို့မသိဘူးတောမှာပဲဆိုင်းရုံငားတာလေ တော့အဆိုတော်ပေါ့အမှန်တည်းပြောရင်အဒီကတော့ကြိုက်ပေါ့သမီးလေးရေမြို့ကတော့ဒီအဆိုတော်နဲ့ဒီလူလို့ဆိုအသိခွေပဲဖွင့်တာပေါ့မြို့ပေါ်မှာသူများရေလို့3 4 50ပြေးပြီးအခါကြီးဝင်ငားတဲ့တော့မငားကြောက်ပေါ့သမီးရေအဲ့လိုပေါ့မငားဘူးပေါ့အခုလက်ရှိအောင်မြင်တဲ့ကလေးတွေတော့ငားကြတာပေါ့နော်ကိုတည်းကတော့ဟိုးတော့အောင်မြင်ခဲ့တဲ့တခြင်းတွေပေါ့မှာသမီးရေအခုမှတော့သမီးတို့တွေပြန်မေးပါအော် DND ကဒီတခြင်းလေးနဲ့ဆိုတာအဲ့ဒီအောင်မြင်တဲ့တခြင်းလားအများကြီးပဲကို အများကြီးပဲအခုပြင်းပြင်းတင်ပေးတဲ့သူတို့အရန်ကျေးဇူးတင်တယ်သိလားမင်းလားကြည့်ခိုင်းဆိုမင်းလားထွက်မဆိုသမီးရယ်ခွဲခွန်း၁၀ကျော်လောက်ရှိရပေါ့အဲ့ဒါတွေကိုလေသူတို့မှတ်မှတ်တင်ပြင်းပြင်းတင်ပေးကြတယ်လို့ကိုအတိုင်းတဲ့နေလို့ကျေးဇူးတင်ပါတယ်လို့ဒီနေရာပြောချင်တယ်အာသမီးရကိုကသားသမီးရမရှိလူကမလူနိုင်ဒါပေမဲ့ကိုရင်ထဲမှာကြတော့ကိုသားသမီးလေးတစ်ယောက်လူနေတယ်လို့ ကိုမိဘဆွေမျိုးတိုင်ဝမ်လူနေတယ်လို့ပေါ့ကိုကရင်ထဲမှာအပျော်တချင်းဆိုအပျော်မှုလေးထည့်လိုက်မယ်ကိုပျော်မှတချင်းလေးကလည်းအသက်ဝင်တာလေအဲ့ဟိုအသက်ကလေးကိုတကယ်လူချင်းလူမတကယ်ပျော်နေတာမရှင်တော်လေးတကယ်ပျော်နေတာကိုကိုတိုင်းလည်းအလူမနေရမျိုးနေပြီးတော့လည်းခံစားပြီးဆိုလိုက်တယ်အဲ့လိုဆိုတာတမီးအဲ့တော့မှတချင်းကကောင်းတာပေါ့အသက်ဝင်တာပေါ့နော်ပြီးပြီးတော့ဆိုနေတဲ့ချင်းပြင်းစရာကြီးလေစာဘက်တရက်ကိုစာကြောင်းတစ်ကြောင်းကိုကြည့်ဖတ်နေသလိုကြီးဖြစ်နေပါလေဝတ္ထုဖတ်နေသလိုဖတ်လို့မရဘူးလေတမီးရဲ့ ဝတ္ထုဖက်ရင်တော့ငိုစရာကြည့်ငိုမဲ့ခန်းစားလိုက်မယ်လေအဲ့ဒါဝတ္ထုလေဒါတချင်းလေဟလာကတော့နော်တချင်းတဲ့ဘုတ်ကကိုကိုရန်ကိုစိတ်ကိုလူကိုတင့်မှာ အဲ့တချင်းလေးကနားထောင်လို့ကျောင်းတော်ဘောငါသမီးရဲ့အဲ့လိုဘုံတော့စာကြောင်းတစ်ကြောင်းသမီးကိုစာပဲတစ်ကြောင်းမင်းနီလာကိုမင်းနီလာသမီးဒါလေးဆိုပေးပါလို့သမီးကပေးလိုက်တယ်အဲ့စာကြောင်းတစ်ကြောင်းကိုတချင်းလေးဖြည့်အဲ့တချင်းလေးထဲမှာလေးစီးမျောပြီးတော့တကယ်ကိုရတာရှိအောင်ဆိုမှအသက်ဝင်လာတာလေငါသမီးရဲ့ဆရာဝန်တယောက်ကလူမမတယောက်ကိုအသက်ရှင်အောင်စိတ်ထိုးပေးလိုက်တာအဲ့လူမမအသက်ရှင်သွားပြီခုမင်းနီလာကိုလည်းတချင်းလေးတစ်ပုဒ်ကိုတေးရေးဆရာတွေ ပရိုဂျူဆာကြီးပေါ့နော်ဆိုင်းဆရာတွေကဒေါ်နီလန်လို့အလိုက်ပါတယ်လို့ပြောတာအဲ့ဒီချင်းလေးဒီမီလီလာတောင်ရောက်သွားပြီလေအသမီးရဲ့ကောင်းမှုမကောင်းမှုကမီနီလာပါဇက်ထဲမှာရှိရလေဟာလာမီနီလာကိုသူကတန်ရန်တကြေးလေးပေးဆိုတာလေအဲ့တော့မီနီလာလို့ရင်းနေတဲ့တဲ့ကနှစ်နှစ်ကကဆိုးခဲ့တာပါလို့ဒါကြောင့်မီနီလာချင်းလေးတွေမှတ်တိုင်တစ်ခုကျန်ခဲ့တာပါလို့ပြောပြသေးသမီးရဲ့ဝင်းနေတာပေါ့ဝင်းလဲနေတယ်ဝင်းလဲတာတာပေါ့ကိုလှုပ်ပေးခဲ့တဲ့အရာတကူတူတကူကူက ောင်မြင်သွားတယ်ဆိုပဲပီတိစားပြီးတော့အန်တီကဒီလိုပဲကျင်းနေနေခဲ့ရတာပါအော်ငါဆူလိုက်တဲ့တချင်လေးပောက်သွားပြီ။အာကလေးတွေပွဲကြီးရနေပျော်နေတာ။ဆိုင်းကားကြီးတွေမြင်လက်ပြနှုတ်ဆက်တော့ပွဲကြီးရသွားတချင်လေးတွေကောင်းတယ်။ကိုတဝူးတယောက်ကြောင့်မဟုတ်ပါဘူး။မင်းနီလာတယောက်ထဲကြောင့်ဒီကိုပောက်တယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။တေးရေတေးဆိုဂီတာမူအားလုံးရဲ့အဖက်ဖက်ရဲ့ စီးလုံးညညမှုစိတ်စေတနာဝရိယအားလုံးကြောင့်ဒီခွေတခွေရပေါင်းမြောက်တာပါတမီးရဲ့တမီးတို့ကမီဒီယာကြားတခုခုပေါ့မောင်နှမရဲ့တိုင်းတိုင်းမင်းမင်းနဲ့ဘယ်လိုလေးမင်းရဲ့ဘယ်လိုလေးကောင်းမယ်ဆိုတာလူသိအောင်ယူနိုင်တော့တမီးမီဒီယာအောင်မြင်လာသလိုအမေနီလာဆိုတဲ့တခြင်းတစ်ပုဒ်ကလည်းအေးရေးသေးဆိုဂီတာမှုပရိုဒူဆာအကေအတန်ဖတ်အကုန်လုံးအားလုံးကစိတ်စေတနာနဲ့နှစ်ပြီးမှအရာရာအောင်မြင်တာဟုတ်တမီးရဲ့ အဲ့တော့အားလုံးရဲ့ကြိုးစားမှုကြောင့်အောင်မြင်ခဲ့တာပါလို့မနီလာတယောက်တည်းကြောင့်ဒီကိုကောင်းကဟိုဆန်ပြီးပြောတာမဟုတ်ဘူးเนาะအဲ့လိုလေးပြောပြတာပါရှိရဲ့မနီလာတို့မျိုးကအနုပညာရုပ်ရှင်မျိုးယိုးပပေးဘက်ကရုပ်ရှင်ညံကုန်ကအဲတိုက်တာဦးမျိုးအောင်တို့အဖို့ညံကုန်ကြောင်မြောင်သတိပဋ္ဌာန်လမ်းမှာနေတယ်ဟိုကအမေကကြတော့မင်းသမီးအညာသူပကုတ်ကူသူအဲ့မှာမနီလာဖြစ်ချင်တာကမင်းသမီးပေါ့ ယုတ်ကြီးရဆိုတော့မင်းသမီးကမဖြစ်တော့ဘူးဖြစ်စင်တာတော့မင်းသမီးအဲ့မှာမန္တလေးကိုမက်စီတက်လာတော့မင်းသမီးကကျင်တော့ခေါင်းဆောင်ကကျင်နေပေါ့ကောင်းတော့ကိုင်းနေတော့ကိုအငိမ့်နေရခေါ်တချင်းလေးဆိုးပြပေါ့ဒါပေမဲ့အနီလေးကယုံကြည်ကြရတော့မလှဘူးလေမလှတော့ကြတော့မင်းသမီးခေါင်းဆောင်ဆိုတဲ့နေရာမရောက်ဘူးအဲ့မှာဆိုင်းကအခုကျမရဲ့လက်ဦးဆရာမန္တလေးစိန်တော်မန္တလေးသိမ့်အောင် မန္တလေးသိမ်းပါဘို့အခုမင်းနီလာဆိုတဲ့တချင်းနေကြီးတဲ့တရေးဆရာဦးသိမ်းပါဘို့အဲဆရာဦးသိမ်းပါတော့တက်ရှိချိန်ချာရှိပါသေးတယ်ဆရာဦးစိန်တောင်ဦးသိမ်းအောင်တော့စုံသွားပြီဘို့အဲ့ချိန်မှာမင်းနီလာရဲ့ကံကအဆိုတော်ဖြစ်ရမယ့်ကံပါလာတော့ဆိုင်နဲ့ကိုစရောက်ပါဘို့နော်ဆိုင်နဲ့မရောက်ခင်မှာကိုဒီပညာနဲ့ပတ်သက်တဲ့ဟာကိုမင်းနီလာနဲ့အတန်နဲ့အကိုက်ညီတဲ့တချင်းလေးတွေကိုစိုးခိုင်းတော့ဗောဆရာအော်ဒီဆိုတော့ပြီးဆွဲတယ်ဒီလောက်ကိုတော့ငါတင်ရမယ်ဆိုပြီးတော့စမီးတော့ညောက်ထဲတာပေါ့နော်သမီးလေးအဲ့အဲ့လိုကဖြစ်ချင်တော့မင်းသမီးသမီးရေ ရုပ်ဆိုးလို့ဆိုတော့ဖြစ်သွားတာရုပ်ကအဲ့လိုအဲ့လိုအသားရည်နဲ့လိုက်ပြီးတော့ရုပ်ကရုပ်ကဆိုးတယ်လေတာချင်တာတာကချင်တာကတော့ကခဲ့လိုက်ပြီလားကတယ်တော့ကတယ်ကခဲ့သေးတယ်ကခဲ့တယ်ကြရမန္တလေးမှာအမှုပညာနဲ့လို့ဆက်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 အမေနဲ့ပတ်သက်လို့ပေါ့အမေကဒီမန္တလေးမှာကတော့အမေနဲ့ပတ်သက်ပြီးဇာတ်ထဲမှာတနေ့လိုက်တယ်အဲပြဿနာမသိဘူးကလိုက်သေးရအောင်မြင်တာပဲအဲ့ဒါလေ အောင်မြင်လာတဲ့အနီလီလာအမှုပညာရဲ့အစိတ်စေတနာကိုမင်းလီလာယုံနေဆိုအဲ့ဒါပြောတာတတိယမှာမင်းပေါ်ဆိုတဲ့ဇက်လိုက်ကပြန်ဆိုဇက်ကမင်းမီတနည်းလိုက်ကတည်ဘူးလေအဲ့ဒါနေပြီးတော့ဘလို့ဖြစ်မလဲဒီအစိုးရပဲအကျိုးပေးတာပါဒါကြောင့်မလုပ်မလုပ်ချင်တော့ဘူးလေအဲမိတ်ကလေးရတာငိုရတာရီရတာမင်းကလည်းမကြိုက်ဘူးလေတရုတ်ဆောင်ရတာဗောတရုတ်ဆောင်ရတာ မကန့်တော့ကြတော့ဒီသူခွေးရငားတော့သမီးရမင်းကဒီဆိုင်တော့ကပဲတက်တမတဲ့အစိုးရဖြစ်ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးကိုနဲ့အကျိုးပေးတာပေါ့မတရားအမင်းနီလာ32နှစ်32နှစ်နဲ့မှာအဲ့တချင်းရဲ့ကိုရဒီရေဆက်လျှောက်လို့ပြပါဘူးနော်ခွေးရဲ့စီးဒီကောင်းနေရွှေပုံးတော့တိုင်း ်းပြင်းမြို့ရွာရွှေဘုံတောင်ကြီးတင်းရင်အေးချမ်းပါအဲ့အိတ်ပဲပေါ့တချင်းရဲ့စီးဒီကောင်းတွေရွှေဘုံတောင်နဲ့အဲ့ထမကမင်းရဲ့တချင်းတွေအဲ့ဆွန်းတော်ဖြူဆိုတာပါတယ်တမျိုးရံကုန်ဘက်မှာဖွင့်တယ်ဆွန်းခိုင်မနေ့ကတန်ငါတော်ရရဟန်းနေဆွန်းခိုင်ကြွရင်ဆွန်းတော်ဖြူဆိုတာပါတယ်အဲ့အဲ့ဒါလည်းမင်းကြီးလားတချင်းအဲ့ထမပါတယ်ရေဆက်ချလို့ပြီးပါပြီပါတယ်အများကြီးပဲ၄နာရီထိုးပြီးဆိုချင်းလေးပါတယ်၄နာရီထိုးဆိုတာမနေ့က၄နာရီထိုးပြီးဆွန်းချက်ရန်ထားဖို့ရွာမှာနိုးစော်တဲ့ပုံစံမျိုးပေါ့အဲ့အဲ့လိုလေးပါတယ်ဒါပေမဲ့အပေါက်ဆုံးကကြတော့ အဲ့ဒီရေစက်ချလို့ပြီးပါသည်ဖြစ်နေပါဘောငါသမီးရဲ့အဲ့လိုပါအဲ့လိုအဲ့လိုပါအဲအဲ့မတရားတော့သူ့ရှေ့ရှေ့မှာတွေကိုအများကြီးမတရားကြီးအများကြီးပဲအခုရန်ကုန်ဘက်မှာဒီရဲ့တခြင်းနေပေါ့နော်အလူကြီးပေးလို့ပြောခုချိန်ဒီမပြောက်သေးတဲ့အလူကြီးပေးလို့ပြောမန္တလေးကသိမ့်အောင်ဆိုင်တဲ့အလူကြီးပေးလို့ပြောဘယ်ဆိုင်စီအားမှပြစ်ပယ်လို့လည်းမရသလိုအဲ့ဘယ်ဆိုင်စီအားဆိုနည်းနည်းရောသွားလိမ့်မယ်အမေတို့နဲ့ပန္တရာလိုင်းအဲဂိုင်းအမှုပညာမှလည်းဂိုင်းရှိသေးတယ် ်အမေတို့ကြတော့ရွှေတောင်းမြိုင်တိုင်းပေါ့ဟိုးရွှေတောင်းမြိုင်တပည့်သားသမီးတွေပေါ့နော်ပန်တရားပန်တရားလိုင်းကိုတက်တက်ရှိမင်းနီလာတို့နဲ့ပတ်သက်တဲ့နွယ်တဲ့လိုင်းဆိုလူကြီးပေးလို့ပြောဆိုတဲ့ရှင်ရမပါမဖြစ်သမီးအဲအဲ့ဒါအဲ့အပေါင်းလို့ဆိုတမလို့ရန်ကုန်မှာလဲဖွင့်တီးကြမှာပါဆိုင်းနေလဲတီးပါတယ်တီးကြတယ်တီးကြတယ်မင်းလာတော့ရန်ကုန်မှာဆိုင်းဆိုလို့ကိုကြီးကျောက်စင်းတခွေပဲစုပေးခဲ့ပြီ။ရန်ကုန်ဆိုင်းနဲ့ပတ်သက်လို့ပေါ့နော်။ကိုကျောက်စင်းကွေမှာတော့စုပေးခဲ့ပြီ ဆိုခိုင်းတယ်မင်းကမင်းလာအခုလည်းငားတယ်ငားတယ်ဘွယ်ဒီငားဒီနေ့လည်းတဘွယ်ငားတယ်မင်းလာကျမကြီးကြောင့်လည်းပါတယ်ဟုတ်နော်ကျမကြီးကြောင့်ဆိုသူများပတ်ဆိုင်ယူပြီးရင်ငါတာဝန်ကျင်အောင်လုပ်ပေးရမယ်ဆိုအတွေးပေါ့ဒီနေ့အလူကဒီနေ့ကိုပေါ်ဝေးတို့မနုံတို့တဲ့စိတ်လိုဝင်နေတိနေတယ်တရ30လမ်းမှလာမီးတိနေကျမကျမကြီးမကောင်းလို့ဘာလို့တောင်းမှန်လိုက်တာအခါချင်းကိုကြောင့်လည်းမဟုတ်ဘူးအဲ့ကြောင့်လည်းမဟုတ်ဘူးကိုရဲ့ကျမကြီးနဲ့ကိုလှုပ်ဆောင်မှုကသူတို့ကိုတာဝန်ကျင်အောင်က မပေးဆက်နိုင်ဘူးလို့စိတ်ထဲမှာထင်လို့မင်းဒီလာလက်မခံနိုင်ဒီနေ့လက်တော့ငားတယ်ရှိကြားတယ်တချင်းနေအားလုံးကိုစုံနိုင်သေးရဲ့မင်းဒီလာမေ့လည်းမမေ့ကျန်တဲ့ဟာမေ့မေ့မယ်မင်းဒီလာတချင်းကမေ့ဘူးတော့များဆုံးကတော့လူကြီးပေးလို့ပြောအခုနမင်းဒီလာပြောတဲ့ဆရာဦးသိန်းရောင်ရဲ့လူကြီးပေးလို့ပြောအဲရေစက်ချလို့ပြီးပါပြီလားမပါမဖြစ်ပါဘူးကသမီးရဲ့ အဲ့တော့တချို့ယူအိမ်မှာတန်ငါရှင်တဲ့ဆိုတာရှိရလေသမီးအလူတွေကပြီးပြီးရောတွေလည်းခောက်ပြီးပြီးစိုင်းတတိုင်းလည်းတင်ပြီးပြီးအဲ့အချိန်မှာရဟန်းတန်ငါတန်ငါရှင်တက်ပြီးတရားဟောမဲ့အချိန်အဲ့အချိန်တိအောင်ပြီးအောင်စောင့်ရတယ်စောင့်ပြီးတော့အဲ့တချင်းလေးကိုပြီးအောင်သိုးပေးရတဲ့နေ့တွေလည်းရှိတယ်တချို့ကြိုင်လဲပွဲကူကမှမလို့ဆိုကြိုးဆိုပေးခဲ့ပါဆိုပြီးတော့ဆိုပေးရမျိုးလည်းရှိမိလာကိုစိတ်သက်တွေရင်းထဲမှာဆွတ်ဆွတ်မြတ်မြတ်မှတ်မိရဲ့တချင်းလေးတွေပေါ့ငါတမိရဲ့အဲ့လိုမျိုး ငှားတယ်ငှားတယ်မော်ဘီယာနန်းငှားတယ်ဆရာတော်ချစ်ချာအခုမနီလာတဘောလက္ခဏာရှိတယ်음ဒါလဲတကူကဝမြို့နယ်တကူတိုင်းကဝမြို့နယ်ရွှေပောက်ကန်ကြီးပါအဲအဲ့တဘောတော့မနီလာလက္ခဏာတယ်အဲ့ဒါလဲနည်းနည်းဝေးသေးလို့ ုံးလာပိုင်းလောက်မှဆိုတော့အော်ကိုလည်းကိုအင်အားပေါ့နော်ကိုကျမကြီးလည်းကောင်းတော့ပါကြီးဆိုပြီးတော့အဲ့တပွဲလက်ခံထားတာရှိတယ်အဝေးဆုံးဆိုလို့အဲ့ဒါပဲကျန်တော့မင်းကြီးကကျမကြီးကြောင့်ရေသွားမှုလာမှုတင်ကိုကမကြွန့်တင်မှုပေါ့ငါသမီးရေအညာကတော့ဘဲရွာသွားဘဲလန့်ပေါ့သိရပေါ့ကိုကတော့ဆိုလို့ဆိုတော့သမီးတို့ကမင်းကြီးကမကြွန့်မှုလေမကြွန့်တဲ့တော့လမ်းမဆက်သွယ်ရေးလည်းစိတ်မတည်ရနဲ့မလို့ချင်းနေတိပြီလက်ခံပါမယ်ဗျာလို့အဲ့လိုလေးတွေပြန်ပြောလိုက်တဲ့ပွဲမျိုးလေးလည်းရှိတယ်အဲ့ကလေးလေ တယ်ရင်အခုနိုင်ငံသားမှနေရသူလည်းဗီဒီယိုကောလေးနဲ့လှန့်ငါတာပါအဲ့ဒါလေးတပိုးတော့မေးလက်ခံထားတယ်ဟုတ်တယ်တော့အဲကိုလည်းကိုသိရကျေးဇူးတင်တယ်ဒီလားငါသမီးလေးတို့ကိုပြချက်ပြီးကျေးဇူးတင်ပါတယ်ကိုရုပ်ဆိုးတယ်တဲ့နိုင်ငံလုံးတည်သွားတာရောဟုတ်ရှစ်လေးရှစ်တယ်ကိုကိုကိုအားလင်းနေတယ်ဒီလားအဲကိုရုပ်ဆိုးတာရောအမ်ဘယ်လိုပြောမလဲကိုစိရဲတာရောကိုမပြေလဲတာရောကိုကလည်းအရှိအရှိတိုင်းပဲပြောရတဲ့ဆိုဂိုက်တင်စိုက်တင်လို့ရမှာဆိုရင်လုံးတက်ဘူးနော်လို့မင်းလီလာမေးရပြောတယ်မင်းလာစင်းရပါတယ် စင်းရဲလို့လည်းဟိုအငယ်လာမြင်ပါဘူးကိုမာကိုရင်ထဲမှာရှိတဲ့လူပညာကိုရဲ့ခမင်းသားလည်းမဲ့ပဲဆိုနိုင်နေတဲ့သူရဲ့မင်းညာခမင်းငါပါ